ရွှေပြည်ဆိုတဲ့ရွာလေးတရာမှာရိုသားပြီးလုံလဝရိယရှိတဲ့ရွှေဘူးသူကညံကောင်းတယ်တတိရှိတယ်တနာကျင်တာတတ်တယ်သူရဲ့အဖော်ဖြစ်သူမြောင်ညိုကတော့စကားတတ်တယ်လှင်မြန်တယ်ဟာတညံရှိတယ်ရွှေဘူးတို့ဟာရှင်အောင်ပစ္စည်းတစ်ခုဖြစ်တဲ့မိုးကောင်းကင်ပလဲလုံးကိုတွေ့ရှိပြီးတော့ရွာကိုဒုက္ခပေးနေတဲ့ဥဖိုးတော်ဥဖိုးတော်ကတော့မာနာကြီးပြီးတော့လောဘကြီးတဲ့ ရှေ့ပြည်ရွာရဲ့ရွာတကြီးသူ့ရဲ့လက်ထက်ကနေရွာသူရွာသားတွေကိုကယ်တင်ဖို့ကြိုးစားရမယ်စွန့်စားခန်းဆက်လက်မယ်ဖြစ်ပါတယ်ရွှေပြည်ရွာလေးရဲ့အရှိတ်တော်ဦးနာကတသားအိမ်လေးမှာရွှေဘူးနဲ့မြောက်ညူတို့ဟာပျော်ရွှင်စွာနေထိုင်ကြပါတယ်ရွှေဘူးဟာဈေးမှာပန်းရောက်ပြီးတော့မြောက်ညူကကိုကြီးရင်ပေါ့ ပန်းလလလေးတွေလာဝဲပါခင်ဗျာအလှပန်းအိမ်လစင်ပန်းပန်းမျိုးစုံရှိပါတယ်ဗျို့မြောက်ညိုရဲ့မင်းကလေဒီလောက်အတန်ကျေပါနဲ့အော်ရောင်းကောင်းပါပါအေးဒီနေ့ပန်းတွေကလှလုံးလို့မြ мян ကုံမသေးကြပါတယ်ဟာချွေဖူးရဲ့ညိုညိုကစကားတက်ရုံတည်းမကဘူးစီးပွားရေးပါနားလေတယ်ဆိုတာတိတ်မကြခင်ဟောရီယွာကလူတွေသိစေရမယ်ဟေးမင်းတို့ပန်းတယ်လေးတွေဒီနေ့တော့အခွန်မပေးရသေးဘူးမဟုတ်လားဥဖို့တော့ ခုမနက်ခင်းကဒေါ်မေတီကိုပေးပြပါပြီနော်မဟုတ်ဘူးဒီနေ့ပို့ပေးရမယ်မင်းတို့ပန်းတွေအရင်ရောင်းကောင်းနေတယ်လို့ငါကြားတယ်ငါ့ရွာမှာပတ်စံပို့ရရင်ငါလည်းပို့ရတဲ့ဟဲ့ရွာသူကြီးလွန်လာပေါ့ဗျာအဲ့ဒါမျိုးဆိုရင်အနိုင်ကျင့်တာပေါ့မမဲမြောက်ညို့မင်းပါဇက်ပိတ်တိုင်း မဟုတ်ရင်မင်းရဲ့အမိကိုငါဖျက်ပြစ်လိုက်မှာနော်။ကြားပါပြီ၊ရပါပြီဥဖိုးတော်။ဒါပေမဲ့ဒီထက်ပုံမပေးနိုင်တော့ဒါနောက်ဆုံးပဲနော်။ရွှေဖူးနဲ့မြောင်းညိုဟာဥဖိုးတော်ရဲ့လက်ထဲကနေအခက်ခဲပေါင်းစုံနဲ့လွတ်မြောက်ဖို့လှုပ်ဝက်စမ်းကြဲတဲ့မိုးကောင်းကင်ပလဲလုံးကိုရှာဖွေဖို့ဆုံးဖြတ်ခဲ့ကြပါတယ်။ရွှေဖူးဒီမြေပုံလေးကတကယ်ပဲလုတ်ဖြစ်ပါမလား။ရှေးဟောင်းပလဲလုံးဆိုတာတကယ်ရှိပါမလား။ဒီပလဲလုံးလေးရဲ့လှုပ်ဝက်ချက်ကိုအဖိုးကပြောပြခဲ့။ရှီဟောင်းဖះเจ้าဆောင်တွေကပညာရှိငကားရုတ်ထုအောက်မှာရှိတယ်တဲ့ လူကတော့လမ်းတော့မဖြစ်နိုင်တော့ရွှေဘူးဒီမှာကြည့်ရှေးဟောင်းပညာတွေရေးထားတယ်ကြောက်တော့ပညာရှိနဂါကဤသို့ဆိုဤလောဘကင်းမှစစ်မှန်တဲ့အလင်းကိုမြင်ပြီမူသားကင်းမှတကိုယ်ဆွမ်းအင်ကိုရမည်โอเคလောဘကင်းတာငါတို့အတွက်လွယ်ကူပါရဲ့ဟာရွှေဘူးကစံပြစ်ကိုခောက်လိုက်တယ်ဒီမှာ ဒီငကားရွထွရဲ့မျက်လုံးတွေကကွဲနေတယ်မြောက်ညူမင်းရဲ့အမိနဲ့ဆမ်းပြီးတော့နှိပ်လိုက်ဆမ်းဟာငါအမိကတန်မိုးရှိတယ်ဒါပေမဲ့ကဲတင်ရှင်လောက်ရမယ်အခွင့်ရေးဆိုတော့ကဲလာထားအာတွေ့ပြီမိုးကောက်ခင်ဘလဲလုံး Oh my god အယောင်တွေကတလက်လက်နဲ့ဒီဘလဲလုံးမှာမြမပုံစံပန်းပွင့်လေးတွေပါထွင်းလာတာပဲအဲ့ဒီချိန်မှာပဲဥဖိုးတော်ဟာရွှေဘူးတို့လှုပ်ဝက်စာထွက်သွားတာကိုသိလိုက်ပြီးတော့ သူတို့နောက်ကိုလိုက်လာခဲ့ပါရွှေဘူးမြောင်ညိုဒါငါမျော်လင့်စောက်စားနေရဲ့ငါရဲ့ပလဲလုံးတော့ငါရဲ့အပိုင်ပဲဟာ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 ဒါရွာသူရွာသားတွေရဲ့ပန်ဆိုင်မှုပါဥဖိုးတော်လိုလောဘကြီးတဲ့သူရဲ့လက်ထဲမှာမရှိသင့်ဘူးဟုတ်တယ်တဘာဝတရားပေးတဲ့လောက်ကိုမင်းလိုလူကစီးပွားရှာလို့မရဘူးဟာတဘာဝငါမှလူအင်အားရှိတယ်မင်းတို့ဖမ်းဖို့လဝကြီးအုပ်ဖို့ငါလူတွေကိုငါခေါ်လာပြီးညောင်ညိုပြေး မြကန်းနားကိုသွားရှာပြီးရွှေဖူးလမ်းမပြင်းမပင်ကြီးအောက်ကနတ်စင်စီကိုသွားမယ်နတ်စင်ကိုအမြဲတမ်းတန်းနေကတ်ခဲ့ရအခုတော့အကူညီရဖို့မျှော်လင့်ရမယ်ဟိတ်ဖမ်းလိုက်ဖမ်းလိုက်ပလဲလုံးကိုငါလက်ထဲအပ်ပါစေရွှေဖူးလေးညောညိုလေးမျက်စိကလေကိုသုံးပြီးထွက်ပြေးလိုက်ဒမဲသီကျေးဇူးတင်ပါတယ်ရှင်ဥပ္ပိုးတော်မင်းတို့ဒုက္ခပေးနေတာငါမြင်တယ်ရွှေဘူးကပလဲလုံးလေးကိုမြတင်းမချခင်မှာမြောက်ညို ီပလဲလုံးလေးရာတကယ်တော့ပတ်စံမဟုတ်ဘူးဒါဟာယူသားမှုရဲ့အလင်းအောင်ပဲငါတို့လိုယူသားတဲ့သူတွေရဲ့လက်ထဲမှာပဲတန်ဖိုးရှိတယ်ဒါဆိုဘာလုပ်မလဲရွှေဘူးဒီပလဲလုံးလေးကိုမြစ်ထဲမှာမြုပ်လိုက်မယ်အဲ့ဒါဆိုရင်ဘယ်သူမှလောဘနဲ့မရှာနိုင်တော့ဒါပေမဲ့သူ့ရဲ့ကောင်းတဲ့တကိုယ်ဆွမ်းအင်ကတော့တို့ရဲ့ရှိပီလေးကိုတာခွေပေးနေလိမ့်မယ်မလုံးနဲ့မလုံးလိုက်နဲ့ ငါပတ်စံမယ်ငါပတ်စံငါပတ်စံအဲချက်ပြရတော့လောဘကြီးသူရဲ့လက်ထက်ကနေလွတ်မြောက်သွားပြီမြောက်ညိုငါတို့အခုဘာလုပ်ကြမလဲဟာဈေးပြန်သွားပြီပန်းရောက်မယ်လေရွှေဘူးဒီတခါတော့အခွန်ဆောင်ကြမလို့တော့တဲ့အေဂျင့်နဲ့ရွာလေးမှာပေါ့ရွှေဘူးနဲ့မြောက်ညိုတို့ဟာလှေလေးနဲ့ရွှေပြည်ကိုပျော်ရွှင်စွာပြန်လာခဲ့ကြပါတယ် လောဘကိုဆွလွတ်ခြင်းဟာဘဝရဲ့အေးချမ်းတဲ့ယတနာဖြစ်တယ်ဆိုတာရွာသူရွာသားတွေအားလုံးသိရှိသွားကြပါတော့ရဲ့ရှင်။